က်ကိုရီးယားကတိုက်ချင်းပြပဲ့ထိန်းသုံးကြည် ICBM ကိုအပိသက်ဖော်ဆောင်ဖို့ကြိုးပမ်းနေချိန်မှာတောင်ကိုရီးယားကနျူကလ িয়ার လက်နက်တွေနဲ့ပတ်သက်ပြီးကုလသမဂ္ဂအထွေထွေညီလာခံမှာအမေရိကန်ကိုသတိပေးစကားပြောကြားခဲ့ပါတယ်။တောင်ကိုရီးယားသမ္မတလီဂျေမြောင်ကမြောက်ကိုရီးယားဟာအမေရိကန်ကိုနျူကလ িয়ার လက်နက်နဲ့ပစ်ခတ်နိုင်မဲ့တိုက်ချင်းပြတုံးတီကိုဖော်ဆောင်နေတဲ့နောက်ဆုံးအစ်စ်မှရှိနေတယ်လို့ပြောဆိုပါတယ်။အခုတော့သမ္မတလီကယင်းနှိမ့်ညွန့်နှံမှုတွေနဲ့ပိုဆွဲဆောင်ပြီး စီးပွားရေးကိုမြင့်တင်မှုအတွက်မြောက်ကိုရီးယားနဲ့ဖြစ်ပွားနေတဲ့လုံခြုံရေးအန္တရာယ်တွေကိုရှော့ချသွားမယ်လို့ကတိပြုခဲ့ပါတယ်။မြောက်ကိုရီးယားအစိုးရကသူ့ရဲ့နျူကလ িয়ার လက်နက်အစီအစဉ်ကိုရပ်ဆိုင်ဖို့ဆွေးနွေးပွဲတွေပြန်လည်စတင်ဖို့တောင်ကိုရီးယားနဲ့အမေရိကန်တို့ရဲ့တောင်းဆိုမှုတွေကိုအကြိမ်ကြိမ်ပယ်ချနေခဲ့တာပါ။ မကြာသေးခင်ကမြောက်ကိုရီးယားအစိုးရပိုင်မီဒီယာတွေမှာခေါင်းဆောင်ကင်ချုံအုံဒရုန်းနဲ့ဒုံးကျည်လေးချင်းပစ်ခတ်မှုတွေကိုစစ်ဆေးနေတဲ့ရုပ်ပုံတွေထုတ်ပြန်ခဲ့ပါတယ်။ပုံတပုံမှာကင်ဟာအမေရိကန်ရပ်ပါဒရုန်းနဲ့ပုံတရက်စင်တူတဲ့ကြီးမားတဲ့ဒုံးကြီးရဲ့ရှေ့မှာရပ်နေတာကို ပြသထားပါတယ်။နောက်ထပ်တစ်ပုံမှာတော့ဒရုန်းကပြစ်ခတ်တိုက်ခိုက်တဲ့ဒုံးကျည်တွေကပြစ်မှတ်တွေကိုထိမှန်နေတာကိုကင်ကစောင့်ကြည့်နေတာကိုပြသထားပါတယ်။ ဒါအပြင်ဒီအဖြစ်ပြက်တွေဟာမြောက်ကိုရီးယားခေါင်းဆောင်ကင်ချုံအွန်ကိုရိုင်းကြီးရှုခဲ့တဲ့တာဝေးပြပဲ့ထိန်းတုံးကြီးရဲ့အင်ဂျင်မြေပြင်စမ်းသပ်မှုတွေကိုမြောက်ကိုရီးယားကပြုလုပ်ခဲ့ပြီးရက်အနည်းငယ်ကြာမှဖြစ်လာတာပါဒီစမ်းသပ်မှုဟာကာဗွန်ဖိုင်ဘာနဲ့တိဆောက်ထားတဲ့အင်ဂျင်ရဲ့ကိုးချိန်မြောက်စမ်းသပ်မှုဖြစ်ပြီးအရင်မော်ဒယ်တွေထက်ပိုမိုအားကောင်းတဲ့1981ကီလိုနျူတန်တောင်းအားကိုထုတ်လုပ်နိုင်စွမ်းရှိတယ်လို့ဆိုပါတယ်ရှင်